နေရွှေသွေးအောင်စီကအငင်းခံလိုက်ရလို့အလျှောက်ကွဲသွားရတဲ့ရုံးတွေလင်မှုပရိသတ်များလုံးမင်္ဂလာပါရှင့်ဆယ်လီအမန်ပလတ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။နိုင်ငံကျော်ခရိုနီတထေးကြီးနေရွှေသွေးအောင်နဲ့လက်ထပ်တော့မယ်ဆိုပြီးသတင်းတွေပြန်နှံ့ခဲ့ပေမယ့်အငင်းခံလိုက်ရတာကတော့ရုံးတွေလင်မှုဖြစ်ပါတယ်။ရုံးတွေလင်မှုကနိုင်ငံသားမှနေထိုင်နေရဖြစ်ပြီးမကြခင်ကမှခင်ပွန်းဖြစ်သူကိုထက်ဦးလိုက်နဲ့ကွာရှင်းခဲ့တာ ဖြစ်ပါတယ်။ သူမအနေနဲ့ဘလို့အကြောင်းတရားတွေကြောင့်အိမ်ထောင်ရေးအဆင်မပြေဘဲကွာရှင်းခဲ့ရတယ်ဆိုတာကိုထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ပါဘူး။သူမကကွာရှင်းဖို့အတွက်အချိန်အတော်ကြာစောင့်ဆိုင်းနေရဖြစ်ပြီးနောက်ဆုံးမှတော့လွတ်လပ်စွာနဲ့ပျော်ရွှင်စရာဘဝလေးကိုရရှိသွားပြီလို့အတည်ပြုခဲ့ပါတယ်။အရင်နောက်တိတ်မကြခင်ရပိုင်းမှာပဲနိုင်ငံကျော်ခရိုနီတထေးကြီးနေရွှေသွေးအောင်နဲ့ပတ်သက်နေရတဲ့သတင်းတွေပေါ်ထွက်လာခဲ့ရပါ ဒါကြောင့်သူမကနေရွှေသွေးအောင်တဲ့ချစ်သူတွေဖြစ်နေကြလို့များခင်ပုံဖြစ်သူကိုထပ်ဦးလိုက်နေမပောင်းကျင်တော့ပဲကြွားရှင်းခဲ့ရတာဖြစ်မယ်ဆိုပြီးသတင်းတွေတီးခဲ့ရပါတယ် နိုင်ငံကျော်ခရိုနီတထေးကြီးနေရွှေတရဟာဆိုရင်အနုပညာလောကတွေကမင်းသားမင်းသမီးတွေထက်တောင်ပိုပြီးတော့နာမည်ကြီးပါတယ်။နောက်ခံအတိုင်းဝိုင်းနဲ့အချိန်ဝါတွေကလည်းတော်တော်လေးကိုမြင်မာပြီးတော့သူရဲ့အဆင့်အတန်းနဲ့ကန့်ညီမဲ့မိန်းကလေးမျိုးကိုပဲရွေးချယ်လက်ထပ်ဖို့စိတ်ကူးရှိပါတယ်။ဒါပေမဲ့မကြခင်ကမှအိမ်ထောင်ရေးကွာရှင်းထားပြီးကလေးတယောက်မှဖြစ်နေရဲ့ရုံးရင်လင်မုန်းနဲ့လက်ထက်တော့မယ်ဆိုတဲ့သတင်းတွေကပေါ်ထွက်နေကြရပါ ဒီအခါမှာယုံရီလင်မိုကပြန်လဲဖြည့်ရှင်းခြင်းမရှိဘဲငြိမ်ခံနေခဲ့ပေမယ့်နေရွှေသေးအောင်ကတော့ဒါမျိုးလာလို့လို့မရဘူးဆိုပြီးပေါ်တင်ပြန်လဲညှင်းဆိုခဲ့ပါတယ်။သူ့အနေနဲ့ယုံရီလင်မိုနဲ့ချစ်သူတွေဖြစ်နေကြပြီဆိုတဲ့သတင်းအပေါ်မှာတော့ညှင်းဆိုခဲ့ခြင်းမရှိပါဘူး။ဒါပေမဲ့လည်းလက်ထပ်ဖို့ရည်ရွယ်ထားတဲ့မိန်းကလေးကတော့ယုံရီလင်မိုမဟုတ်ခဲ့ဘူးလို့ဆိုပါတယ်။အင်မတန်ကိုချစ်စရာကောင်းပြီးချောမောလာပါတဲ့ကောင်မလေးချောချောလေးကိုထုတ်ပြလာခဲ့ပြီးတော့မကြခင်မှာလက်ထပ်ဖို့ရည်ရွယ်ထားတာဖြစ်ကြောင်းအသိပေးလာခဲ့ပါတယ်။ ကမာလီရဲ့အခြေအနေအစဉ်တန်းနဲ့အတိုင်းဝိုင်းဟာဆိုရင်တကယ်ကိုမြင်မှားပြီးတော့သူနဲ့ကန့်ညီရဲ့အစဉ်တန်းရှိသူဖြစ်ပါတယ်။ဒါကြောင့်ဂုံကိုဂုံချင်းထက်ပြီးတော့ကြီးကျယ်မြင့်မြတ်တဲ့မိန်းကလေးတစ်ယောက်ကိုဘဝလက်တွဲပေါ်ဖြစ်ရွေးချယ်သွားဖို့အတွက်ဆုံးဖြတ်ခဲ့ရပါဘူး။ ချစ်သူကောင်မလေးကိုတော့ပုံလေးတစ်ပုံနဲ့အတူတူထုတ်ပြခဲ့ရဖြစ်ပြီးကောင်မလေးကဘယ်သူဘယ်ဝါရဲ့သားသမီးဘယ်အတန်းဝန်းကလည်းဆိုတာအတိအကျတော့ထုတ်ပြောမလာခဲ့ပါဘူး။ဒါပေမဲ့တော်တော်လေးလဲချစ်စရာကောင်းပြီးတော့ရုပ်ရည်လေးလဲကြည့်ရတာကအစင်တန်းမြင်မပုံပေါ်နေခဲ့ပါတယ်။ယုံနေလင်မနဲ့ရှင်တော့အလားတရားချင်းကတော်တော်လေးကိုကွာခြားနေပြီးအထူးသဖြင့်ကတော့လက်မထက်ခဲ့ဘူးတဲ့အပြိုလေးဖြစ်နေတာကပို့ပြီးတော့တာနေခဲ့ပါတယ်။ ယုံနေလင်မောကလက်ထက်မဲ့ကိစ္စတွေကိုဘာတကူမှမဖြေရှင်းတဲ့အတွက်တရင်အမားတွေသာဖြစ်ကြောင်းကောင်မလေးကိုထုတ်ပြရင်းနဲ့ပြတ်သားစွာညင်းဆိုခဲ့ပါတယ်။မေရွှေသွေးအောင်ကတော့တကယ်ကိုချုံမောခန့်ညာပြီးတော့အစင်တန်းကလည်းမြင်မာတဲ့အမျိုးသားတစ်ယောက်ပါ။ယုံနေလင်မောကလည်းအရင်တုန်းကတော်တော်လေးချောခဲ့ပြီးတော့အခုလည်းဆက်ပြီးတော့ချောနေပေမဲ့အဓိကကတော့ကလေးတစ်ယောက်မှဖြစ်နေခဲ့ပါပဲ။ဒါကြောင့်မေရွှေသွေးအောင်ဘက်ကလည်းအခုလိုမျိုးပဲညင်းဆန်လာခဲ့ရဖြစ်နိုင်ပါတယ်။ ပြည်သက်ကြီးတို့ရောဒရိုနီယောက်ရဲ့အခုဖြစ်ပျက်နေတဲ့ကိစ္စတွေပေါ်မှာထင်မြင်ချက်လေးတွေရှိရင် ပြောသွားခဲ့ပါအောင်နော်အဆုံးထိကြည့်ရှုပေးရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ပြည်သက်ကြီးတို့ရောဒရိုနီယောက်ရဲ့အခုဖြစ်ပျက်နေတဲ့ကိစ္စတွေပေါ်မှာထင်မြင်ချက်လေးတွေရှိရင်ပြောသွားခဲ့ပါအောင်နော်အဆုံးထိကြည့်ရှုပေးရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်